ကြောင့်ပို့ပြီးခံမြင်တာရှိတယ်အဲ့ဒါပါလဲဆိုတော့အခုလိုမျိုးတည်ဆုံးသွားတဲ့ကလေးငယ်တွေကိုလှောင်ပြောင်တဲ့ပုံစံမျိုးပေါ့ဗျာဒီလားဟိုဒါအတည်ဆုံးတာမဟုတ်ဘူးပေါ့နော်ဒါကလိန်နေတာဒါလှဲချခိုင်းတာလားလှဲချခိုင်းပြီးတော့သွေးတူဖြန်းတာလားဆိုတဲ့ပုံစံမျိုးပေါ့နော်လာပါဗျဒါဒီဘိန်းဖြစ်စင်တဲ့ပတ်သက်လို့ပေါ့နော်စစ်တပ်ကလိန်ညာမှုတွေလုပ်တယ် အဲလိန်နာမှာပျောင်ပျောင်နှင်းနှင်းကိုလိန်ညာတယ်ဗောနော်ဒါပေမဲ့သူတို့ရဲ့လိန်ညာမှုတွေမှာကဗောနော်အဲတယောက်နဲ့တယောက်ပြောတာတွေမတူထုတ်ပြန်တာတွေအဲပြီးရင်သူတို့ဘောမအဖွဲတွေ lobby တွေပြောတဲ့ဟာတွေเนี่ยကိုက်ညီမှုမရှိတာတွေဗောနော်ပြီးရင်သူတို့ကိုယ်တိုင်မမတ်ရဲဝန်ခံတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ဗောနော်ဒါကြော်ဆိုးဦးဆိုရင်အဲ့လိုမျိုးဝန်ခံတဲ့ဟာတွေတွေ့ရကလင်းငယ်တွေအများကြီးဗျာကလင်းငယ်တွေအယောက်20ဗောနော်ဒါဆရာဆရာမတွေလည်းပါတယ်အဲ့တော့အဲ့လိုမျိုးထိကိုက်သွားပြီးရောဗောနော်လုံးဝဒါခေါင်းချာကိုရှာဖြစ်သွားရေးပါတယ်ခြေလက်အင်္ကာတွေပြတ်ထွက်ကုန်တာတွေပါတယ် ဲ့လိုမျိုးဖြစ်တဲ့ဟာကိုတောင်မှပဲအတုအယောင်ဆိုပြီးတော့ပြောရတဲ့မင်းတို့ရဲ့ဗဇက်ကိုလည်းလေးစားတကယ်အခုဆိုရင်ဒါသဇင်ဦးရဲ့ဇော်ဘုံရင်းရဲ့ကျော်စိုးဦးရဲ့အဲသူတို့ပြောထားတဲ့ဟာဆိုရှိတယ်ပေါ့နော်အဆိုးဆုံးကအဲ့အဲ့ဗီဒီယိုပဲဗျာကျွန်တော်ကြည့်ရင်းနဲ့ဟိုဒီတိုင်းကြည့်ချင်လို့လို့ကြည့်တာလည်းမဟုတ်ဘူးဘာတွေလိန်လဲဆိုတော့ကြောင့်မလို့ကြည့်မိတာပေါ့နော်အဲ့မှာသူတို့ပြောတဲ့ဟာဆိုအဆိုးဆုံးပဲအကြောင်းပိတ်တဲ့ယာတီပေါ့နော်အဲပြီးရင်ဒါဟိုလုံးဝဒါဆောင်ပွဲပြန်ဖြေမဲ့အဲထဲမှာဒီဒေတာတွေမပါဘူးပေါ့နော်။အဲအဲ့လိုပုံစံမျိုးကြီးလည်းပြောတယ်။အဲအဓိကတော့ ဒါလိန်နေပေါ့ဗျာဒါဒီဒီဘက်ကဒါပြည်သူတွေကလိန်နေပေါ့အဲတော်လိုင်းတပ်ဖွဲ့တွေသတင်းမီဒီယာတွေကလိန်နေဆိုတဲ့ဟာမျိုးသူကပြောကျင်တာပေါ့နော်ပြီးရင်ဒါဇော်ဘိုင်းပြောတယ်ပေါ့နော်နိုင်ငံရေးအမျက်ထုတ်တယ်ပေါ့နော်အဲဒီအခုဖြစ်စဉ်ကသူကဘာဖြစ်လို့ဒီလိုမျိုးလှုပ်တာလဲဆိုရင်ဒါတော်လိုင်းတပ်ဖွဲ့တွေကရှုံးနေနေလို့ရှုံးကြီးရှုံးနေလို့ဒီဟာကိုအတုံးချရင်နိုင်ငံရေးအမျက်ထုတ်တယ်ဆိုပြီးတော့သူကပြောတာအဲခေါင်အဲ့လိုပြောတာအဲနောက်တစ်ခုဘာပြီးတော့သူတို့ပါဆိုးလဲဆိုတာအဲ့မှာကြော်ဆိုးပြောတဲ့ဟာပေါ့နော်အဲခေါင်ဘာဘာပြောလဲဆိုတော့ အဲ့ဘက်မှာပေါ့သူတို့ဝန်ခံမှာလည်းကြောက်နေသေးရဲ့သူကဝန်ဆောင်မှုရန်နေရတွေရက်နေတယ်ဆိုပြီးပြောတာအမှန်သူတို့ရဲ့အုပ်ချုပ်မှုရန်နေရတွေရက်ဆိုင်နေတာကိုပြောချင်တာပေါ့နော်အဲဒါပေမဲ့အဲ့ဒါဝန်ဆောင်မှုရန်နေရရက်နေတယ်ပေါ့နော်အဲ့နေရာကိုရှင်းတာဗျာတဲ့အော်အဲ့အဲ့ဘာကြောင်းသားမှမရှိဘူးတဲ့ကျဲမယ်ဗျာတဲ့အကောင့်တွေမရှိအောင်လုပ်မယ်ဗျာတဲ့အဲ့မှာတော့သူတို့ပြောသွားတဲ့အဲ့မှာကျဲမယ်ဗျာဆိုတဲ့စကားလုံးပါတယ်နော်နော်အဲ့နေရာကိုရှင်းတာဗျာဆိုတဲ့စကားလုံးလည်းပါတယ်ပေါ့နော်အဲ့အဲ့ဟာသူတို့အဲ့လိုပြောသွားပြီးသွားပြီဒါပေမဲ့တစ်ဖက်မှာဘာဘွာဖြစ်လဲဆိုတော့ကြတော့ ဒီနေရာမှာတဲ့တော်လိုင်းတက်ဖွဲ့တွေကဒါထုတ်လို့ရေလုပ်ငန်းတွေလုပ်လို့ပေါ့နော်ဒီရဘုံဒီရထပြီးတော့ပောက်ကွဲတာပေါ့နော်အဲပြီးရင်ဒါဒီចောင်းသားចောင်းသူတွေကိုသူတို့ရဲ့မိဘတွေကိုပေါ့နော်အတင်းအကျပ်ចောင်းကိုလာခိုင်းပြီးမှမှတ်တမ်းယူခိုင်းတာဆိုပြီးတော့လို့လိန်လေတာအဲ့လိုလိန်အဲ့လိုလုတဲ့အချိန်မှာဒီဘုံကပောက်ကွဲပြီးတော့အခုလိုဖြစ်စဉ်ဖြစ်တာဆိုပြီးတော့ပြောခုနကသူတို့ပြောว่าနော်ကျဲတယ်ဗျာတဲ့ကျဲတယ်ဗျာအဲ့အဲ့နေရာကိုလုတယ်ဗျာဆိုပြီးသူတို့ပြောว่าနောက်ပြီးရင်တစ်ဖက်ကပြန်လိန်လာကြအဲ့လိုမျိုးပေါ့နော်နောက်တစ်ခါဒါသူတို့ရဲ့ဒါရုပ်တံမီဒီယာတွေပေါ့နော်အဲရုပ်တံဒါ အမ RTV တို့ပြီးရင်မြန်မာလင်းသတင်းစာတို့အဲ့လိုမျိုးနေရာတွေကအစသူတို့တွေဒီဥစ္စာနဲ့ပတ်သက်လို့အာပြည်ပြည်မီဒီယာတွေကနေပြီးတော့အဲစစ်တပ်ကလှုပ်ပါလေဆိုပြီးတော့ဒါဖြန့်နေကြတယ်ပေါ့နော်ဝါရဖြန့်နေကြတယ်ဆိုပြီးတော့သူကဒဲလိန်ွားသေးတယ်ပေါ့နော်အဲ့ဓာတွေသူတို့မလှုပ်ပါဘူးပေါ့နော်အဲ့အဲ့နေရာမှာရှိတဲ့ဒါသူတို့ရဲ့အဖွဲ့တွေကိုဒါပြောပြချက်ရဒီလိုဒီလိုမဟုတ်ပါဘူးပေါ့နော်အဲ့ဒီနေရာတွေမှာအာဟိုပြောချင်တာကတော့ဗျာသူကဒီဒီចောင်း ညာရေးနဲ့ပတ်သက်ပြီးတော့သူတို့တွင်တွင်ကျယ်ကျယ်လှုပ်ဆောင်နေတာကိုပြည်သူတွေလည်းသိမှာပါဆိုတဲ့ပုံစံမျိုးအစားပြောသွားသေးတယ်ပေါ့နော်အဲ့မှာတင်မဲ့သူတို့အချင်းချင်းကြားထဲမှာကိုက်ညီမှုမရှိဘူးဟိုကောင်မမတ်ရန်ရေဦးမမနဲ့ကိုကောင်ဝန်ခံတယ်ဆိုပြီးတော့လှုပ်သေးတာပေါ့နော်အဲ့ထက်ကြောင့်ပို့ပြီးခံမြင်တာရှိတယ်အဲ့ဒါပါလဲဆိုတော့အခုလိုမျိုးဒေဆုံးသွားတဲ့ကလေးတငယ်တွေကိုလှောင်ပြောင်တဲ့ပုံစံမျိုးပေါ့ဗျာသိလားဟိုဒါအသေးဆုံးတာမဟုတ်ဘူးပေါ့နော်ဒါလိန်နေတာဒါလှဲချခိုင်းတာလှဲချခိုင်းပြီးတော့သွေးတူဖျန်းတာဆိုရယ်ပုံစံမျိုးပေါ့နော်အဲအဲ့မှာတဲ့ ဒီထန်းလက်တွေဘာတွေဆိုရင်ပေါ့နော်မီးတော်မကျွမ်းဘူးလို့အဲအဲ့လိုပုံစံမျိုးတွေအားစားသူတို့ပြောတာရှိတယ်အဲပြီးရင်ခုနလိုပေါ့ဘုံနဲ့ကျဲချလိုက်တဲ့ပုံစံမျိုးဖြစ်မနေဘူးပေါ့နော်အဲပြီးတော့ဒါလဲနေတဲ့ဒါအကြောင်းအကြောင်းသူလေးတယောက်ဆိုရင်ပေါ့နော်အမထမိန်တော်ချက်ချက်ရဲ့လေးဖြစ်နေသေးတယ်ဆိုပြီးတော့အဲ့လိုမျိုးမမတ်ရန်ရန်ပြောတဲ့ကောင်းနေအဲ့လိုမျိုးလောင်ပြောင်တဲ့ကောင်းနေဒီကောင်းနေသူတို့မိသားစုထိမှတိမှာကောင်းနေဗျအဲ့လိုမျိုးပုံစံမျိုးတွေကိုပြောသွားပါဘောနော်ပြီးတော့ဒီမြောက်အလင်းတရင်စာမှာဆိုလေအဲသူတို့သူတို့ရဲ့စီကနေပြီးတော့ထုတ်ပြန်တယ်အဲ့ထဲမှာပါလဲဆိုတော့ဒါ main online ပြောတဲ့ ဒီစကားအပိုင်းအစတစ်ခုကိုထည့်ပြီးပြောထားသေးတယ်အဲ့ဒါဒါတက်မတော်အနေနဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမဖြစ်မနေကာကွယ်စောင့်ရှောက်သွားရမှာဖြစ်ပြီးလက်နက်ကင်အကြမ်းဖက်တောင်းကျမ်းသူတွေရဲ့တရင်ရရှိမှုနဲ့အခြေအနေရရပေါ်မူတည်ပြီးလိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပြီးပေါ့နော်မြို့ရွာတွေရှိပြည်သူတွေအနေနဲ့အသုံးချမှုမခံရစေရေးဘေးကင်းလုံခြုံမှုရှိစေရေးအတွက်သတိပြုဖို့လိုအပ်တယ်ဆိုတာကိုဒါမင်းအွန်လိုင်းကအဲ့ဒီတရင်စာမှာထည့်ပြီးတော့သူပြောတဲ့ဟာကိုတုံးသွားတာပေါ့နော်စောင်းစားအဲ့မှာပြောတာပြီးပြီးနှစ်ခါထည့်ပြောထားသေးတယ်။ဒါကဟိုဝါကြလောင်မှတေချာမဆက်တတ်ဘူးပေါ့နော် အဲ့လိုမျိုးပေါ့ပြောရမယ်ဆိုရင် तू ကအခုလိုမျိုးလုတ်တယ်ဆိုတော့လုတ်ရက်တွေကလည်းဒါလိုအပ်တယ်ဆိုရင်လုတ်မှာဆိုတဲ့ပုံစံမျိုးပြောသွားတာဒါလည်းမှရိုင်းတာပဲပြီးတော့ပြည်သူတွေကိုပေါ့နော်အဲအတုံးချမှုမခံရစေဖို့ပေါ့နော်ဘေးကင်းလုံခြုံမှုရှိစေဖို့သတိပြုဖို့လိုအပ်တယ်ဆိုပြီးတော့ပြောတာပြည်သူကိုဘယ်တော်လိုင်းတက်ဖွဲ့ရမှာအတုံးချအောင်ဒီကောင်တွေပဲအတုံးချပြည်သူကိုလူသားတိုင်းလုတ်တယ်ပြည်သူကိုတစားကန်လုတ်တယ်ပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းတယ်တက်ဖြတ်တာမျိုးတွေလုတ်တယ်ဒီဟာလုံးတွေဒီလိုလုတ်တွေအကုန်လုံးဒီကောင်တွေပဲလုတ်တာ အဲအခုကြလာပြီးတော့ပြည်ဒါလိုအပ်ရင်တို့လုပ်မယ်ပေါ့အဲပြည်သူတွေနဲ့အနေနဲ့ပေါ့နော်အုံချမှုမခံရစေနဲ့ပေါ့အဲတပ်တပ်ဖွဲ့တွေတော်လိုင်းတပ်ဖွဲ့တွေရဲ့အုံချမှုမခံရစေနဲ့ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေတို့ပြောတယ်ပေါ့နော်ပြီးတော့ဒါသတင်းရရှိမှုအခြေအနေရရပေါ့မူတည်ပြီးတော့လိုအပ်သလိုတုံ့ပြန်မယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါအနေနဲ့အနေကြီးတယ်ကြီးတယ်ဆိုတော့ဒီကောင်းနေကသတင်းပေးပြီဆိုတဲ့ကအဲ့သတင်းကိုမစီစစ်ဖဲနဲ့လုံးချင်သလိုလုံးနေတာဒီကောင်းကပြည်သူလို့ပြည်သူလားတော်လိုင်းတပ်ဖွဲ့ဝင်လားဆိုတဲ့ဟာကိုသူကမခွဲခြားတော့ မခွဲကြတော့ဘဲနဲ့သူတို့ရဲ့အလိုတော်တွေပေါ့ဗျာသူတို့ရဲ့အမာခံတွေသတင်းပေးတွေပေါ့နော်အဲတော်လိုင်းကိုမလိုလားတဲ့သူတွေရဲ့သတင်းပေးမှုတွေကြောင့်မလို့အဲ့သတင်းတွေကိုရလာပြီဆိုတော့လည်းသူကခွဲခြားမှုမရှိတော့ဘဲနဲ့အဲ့နေရာကိုသူကဘုံကျဲပလိုက်အောက်မှာတကယ်ဟုတ်ရဲ့လားတေချာရဲ့လားဆိုတာတွေကိုမတွေးဘူးအဲ့လိုပဲခိုင်းခံရတဲ့ကောင်ကလည်းသွားဆိုသွားလိုက်တာပဲကျဲဆိုကျဲချလိုက်တာပဲဒီနေရာမှာတွေ့တဲ့ဟာဟာမဟုတ်ဘူးဒီတင်ဂေတာကဒါစာတင်ကြောင်းပုံစံမျိုးပြနေတယ် အဲအဲ့စာတင်ကြောင်းနေရာကိုကျဲရမှာလားဟုတ်ရဟုတ်ရလားပြန်ပြီးရစစ်စစ်ပေးပါဆိုတဲ့ပုံစံမျိုးလည်းမရှိဘူးကျဲဆိုရင်ကျဲချပလိုက်တာပဲစာတင်ကြောင်းလားဆေးရုံလားတို့တွေကမခွဲကြဘူးအဲနောက်ခုကဝါရမိုင်းပေါ့နော်အဲ့လိုစာတင်ကြောင်းနေဖုန်းကြီးကြောင်းနေကြီးပဲတို့ကကျဲအောင်လို့နောက်ကနေပြဝါရမိုင်းရိုက်ထည့်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီလိုမျိုးနေရာတွေမှာပဲတော်လန်ရေးတက်ဖွဲ့တွေကခိုးအောင်နေတယ်ဒီလိုမျိုးနေရာတွေမှာပဲတော်လန်ရေးတက်ဖွဲ့တွေကခုနလိုစုဖွဲ့ပြီးတော့ပေါ့နော်ပြင်ဆင်နေကြတယ်ဆိုတဲ့ပုံစံမျိုးတွေဒါတို့ကိုဝါရမိုင်းထည့်ထားတယ်အဲ့နေရာတွေကိုမကျဲကျဲအောင်ဆိုတဲ့ပုံစံမျိုး လှုပ်ထားတယ်ပေါ့နော်နောက်တစ်ခုကကလေးငယ်တွေတေးတယ်ကလေးငယ်တွေတေးတဲ့ဟာကိုဒီကောင်နေဝန်တာအားဘာပြောလဲဆိုအစားတော့ကတော့ဒါဒီဘက်ကဒါပြည်သူတွေလည်းစဉ်းစားမှာမင်းတို့ကလေးတွေတေးတာကွာဒီလောက်ထိလှုပ်ရက်လာပါလားလှုပ်ရက်တယ်အကောင်နေလှုပ်ရက်တယ်ဘာကြောင့်လှုပ်ရက်လဲဆိုခုနကလောဝါရမိုင်းနေထည့်ထားတာဒီကလေးတွေကကြီးလာရင်တဘုံပြည့်မဲ့ကောင်နေဆိုပြီးတော့အဲ့လိုမျိုးဝါရမိုင်းနေထည့်ထားတာအဲ့တော့ကြတော့ငငယ်ကနေကဘာမှမလှုပ်နိုင်သေးတဲ့အချိန်မှာရှင်းပလိုက်တာကောင်းနေဆိုပြီးတော့ဒီလိုမျိုးကိုမမရဲဆုတ်ဆုတ်ပဲပဲကိုတွေးပြီးတော့လှုပ်နေတာအဲ့လိုမျိုးတွေဝါရမိုင်းနေရိုက်ထည့်ထားတာအဲ့ကြတဲ့ကောင်နေကတော်တော်လေးကိုရုံမှာပတ်ဆက်တဲ့ အာမိစ္ဆာတွေဖြစ်နေပြီပေါ့ဗျာအဲနောက်ခုကတော့ဒါလိန်လေတဲ့ဟာပေါ့အခုတို့လိန်နေဆိုတဲ့ဟာညင်းနေဆိုတဲ့ဟာကတို့မှာကိုပဲဒါဟာခွက်တွေယူခွက်တွေအများကြီးရှိတယ်ဗောနော်ဒါတို့လိန်နေဆိုတာပေါ်ပေါက်နေပြီဒါပေမဲ့လိန်မှာပဲရှေ့မှာလဲဒါဝင်းနေမိတာရောဆရာရောဘုရားကြီးဒါပြစ်ခတ်တဲ့အချိန်မှာလဲဒါတို့တွေလိန်ခဲ့တာပဲအဲ့မှာလက်ပြတ်သွားတဲ့ကောင်ကားမောင်းတဲ့ကောင်ကအစဒါမဟုတ်မမှန်ထွက်ဆိုချက်တွေပေးခိုင်းတယ်ဒါပေမဲ့ကံကောင်းတာကံသုံးစစ်ဆရာရောဘုရားကြီးကြံနေခဲ့လို့ဒီအဖြစ်မှန်ကိုသိရတာအဲ့ဒါကြောင့်မလို့ဒီကောင်နေဝင်ခန်းတာဝင်မခံလို့ကိုမရတော့တဲ့အချိန်နေမလို့ဒီကောင်နေဝင်ခန်းတာပေါ့ အားကြအခုဖြစ်စင်ပါလေဒီကောင်တွေကညင်းတာပဲဒါညင်းပေမဲ့လေခုနကလိုလော်ဘီကပြောတာတစ်မျိုးဘောမကပြောတာတစ်မျိုးစစ်တပ်ကဒါသူတို့ရဲ့ရုပ်တံတွေကထုတ်ပြန်တာတစ်မျိုးအဲ့လိုပုံစံမျိုးနဲ့ဖြစ်နေတာပေါ့နော်အားကြကျွန်တော်တွေကအခါကြလည်းတွေးမိတာပါစိတ်ခံစားချက်တွေကလည်းအများများတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆုံးသွားတဲ့ကလေးတွေကလေးကပညာသင်ကျင်တာလေဒီဘုံကြီးစာသင်ကျောင်းထဲကြာလာမှမှန်းသိရင်ဘယ်သူမှတော့ပညာမသင်ကျင်ဘူးပေါ့ဗျာဒါပေမဲ့အဲ့လိုပုံစံမျိုးဖြစ်အောင်ရုံရုံမှမှလှုပ်လိုက်တော့ဒီလိုဖြစ်စင်နေဒီလိုဖြစ်ရဆိုးတွေကြုံရတာပေါ့ ဲ့တော့အဲ့လိုကြုံရတဲ့အချိန်မှာပြည်သူကလည်းမခံစားနိုင်ဘူးတော်လိုင်းတက်ဖွဲ့တွေကလည်းနာကြီးတယ်ပေါ့နော်အဲကြည့်တော့ကျွန်တော်တို့တွေးကြတဲ့အခါမှာဒီလိုမျိုးလေရင်နဲ့ဘုံကျဲတဲ့သူတွေကလည်းတာဝန်ရှိတယ်လို့ခိုင်းတဲ့ကောင်တွေလည်းတာဝန်ရှိတယ်အဲ့လေရင်ပြန်လို့ရအောင်လုပ်တဲ့သူတွေမှလည်းတာဝန်ရှိတယ်နောက်ဆုံးသူတို့ရဲ့မိသားစုတွေပေါ့နော်မိသားစုတွေဒီလုပ်ရက်တွေကိုလုပ်နေတဲ့သူတို့ရဲ့သားတွေကိုမတားလို့သူတို့ရဲ့ယောက်ျားတွေကိုမတားလို့ဒီလူတွေလည်းတာဝန်ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါထည့်သွက်လို့ရတယ်ပေါ့နော်အဲ့ကြတချို့ကြောက်လည်းဗာပြန်တွေးလဲဆိုတော့ ဒါသူတို့ရဲ့မိသားစုတွေကတော့ဗောနော်ဒါပြည်သူပဲဗောနော်အပြည်သူပဲဖြစ်တဲ့အတွက်ဗောနော်ခုနလိုမျိုးဒါပြစ်ဒဏ်ပေးတဲ့အခါမှာဗောနော်အတက်တယ်ဖြတ်တယ်ဟေးဆိုတဲ့ဟာမျိုးတွေဒါမလုံဆောင်စေခြင်းမရဘူးဗောနော်ဒါပေမဲ့အဲ့ထက်ထိရောက်တဲ့ဟာရှိတယ်အဲ့ဒီထက်ကိုတကယ်ထိရောက်ပြီးခံစားနေရတဲ့ဟာရှိတယ်ပို့ဆိုးတဲ့ဟာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် bike ကိုလုတဲ့ဟာ BC လုတဲ့ဟာအဲ့ဒါအရန်ထိရောက်တာအဲ့ဒါလုံးဝသူတို့ကိုဥပိ္ပခပြုလူသားဆက်ဆက်မဆက်ဆံမင်းနဲ့ဗောနော်သူတို့နဲ့မပြောဘူးမဆိုဘူးမဆက်တွယ်ဘူး သူတို့လာတယ်မကြည့်ဘူးသူတို့ကိုဘေးနားမှာမရှိသလိုကိုလှုပ်ထားတယ်ဗျာဘာမှကိုမလှုပ်ဘူးဗျာဈေးလာဝယ်တယ်မရောဘူးဗျာပစ္စည်းရှိတယ်မရောဘူးဘာတက်နိုင်လဲအဲအဲ့လိုပုံစံမျိုးတွေပေါ့နော်အခြေအနေနဲ့အချိန်ကာလမွန်တီပြီးတော့ကျွန်တော်ပြည်သူတွေကညှို့ညွတ်မယ်ဟေးဆိုရင်ဒီကောင်းလေးသေလောက်အောင်ခန်းစားရတာအဲ့တော့ဒီ Vico ကဘယ်လောက်ထိထိရောက်တလဲဆိုတဲ့ဟာကိုကျွန်တော်ကမ်ဘောဒီးယားဖြစ်စဉ်ပေါ့နော်အဲကမ်ဘောဒီးယားမှာဒါခမာနီတွေတက်လာတဲ့အချိန်မှာ အခမဏီတွေကဒီပြည်သူတွေကိုတတ်တယ်ဖြတ်တယ်ပေါ့နော်အဖြတ်တဲ့အချိန်မှာဘလောက်တတ်တယ်ဖြတ်တဲ့အချိန်မှာဘလောက်ထိဆိုးရွားလဲဆိုတော့သူတို့စပြီးတော့တက်လာပါပြီဆိုတဲ့အချိန်မှာဒါလူကြီးခုနှစ်တန်းကျော်ပေါ့နော်ရှိတယ်အဲဒါမဲ့သူတို့တွေပြန်ပြီးတော့ကြာရှုံးလို့ပြန်ဆင်းသွားရပြီဆိုတဲ့အချိန်မှာလူကြီးသုံးတန်းခွဲကျော်ပဲကျန်တော့တာအဲ့လောက်ထိကိုရဲရဲဆက်ဆက်ပပဆက်ဆက်တက်ပြစ်တာပေါ့နော်တက်တဲ့ဟာတွေကလည်းတကယ်ကိုဆိုးဆိုးရွားဟာမျိုးတွေပေါ့နော်အဓိကအဲ့မှာမျက်မှန်တက်ရင်တက်တယ်ပညာတက်ရင်တက်တယ်လက်ဖွားနှုတ်ရင်တက်တယ်အမျိုးစုံဗျာဘာပဲဖြစ်ဖြစ်ကိုတက်တယ်ဗျာ ယောက်ျားကိုတတ်လိုက်တယ်မိန်းမငိုတယ်ငိုတဲ့မိန်းမကိုပါဘာလို့ငိုရလဲဆိုပြီးတော့ထက်တတ်တယ်အဲ့လိုပုံစံမျိုးတွေကစတတ်ခဲ့တဲ့ရဲရဲဆက်ဆက်တတ်ခဲ့တဲ့ကောင်းတွေပေါ့နော်အဲ့လိုကောင်းမျိုးတွေကိုဒါကသူကပို့ပေါ့ကြသွားပြီဆိုတဲ့အချိန်မှာဒီခမာနီတွေကထွက်ပြေးရတယ်ပေါ့နော်ထွက်ပြေးရတဲ့အချိန်မှာသူကဘလိုနေရာပြေးလဲဆိုအဲ့လိုလူသူရောက်ပေါက်နေတဲ့ခြေရွာလိုနေရာမျိုးတွေအဲ့လိုမျိုးပေါ့နော်ဒါအစုံအပြားတွေအဲရက်ွက်တွေကိုရက်ွက်ကြအဲ့လိုမျိုးတွေမှာပြေးကြပြေးကြတဲ့အချိန်မှာပြည်သူတွေကအဲသူကအဲ့ဘက်မှာလဲသူကခုနလိုပေါ့နော် အဲလူသားစံနယ်ပဲပြောပါတော့လူသားစံနယ်ဆိုတာခုနကလိုပြန်ပြီးတော့ဒါလက်စားခြေတာမျိုးတက်ဖြတ်တာမျိုးဒါလုတ်ဖို့အတွက်ခွင့်မပြုဘူးပေါ့ဗျာအဲ့ဒါမျိုးတွေကမကောင်းတဲ့လုပ်ရဲဆိုပြီးတော့ယူဆထားတော့သူကဘာလုပ်လဲဆိုတော့အဲ့ဒီဖွဲ့တွေအကုန်လုံးကိုခုနကလိုဘိုက်ကော့လုပ်တယ်ပေါ့ရှင်းရှင်းပြောရရင်တော့ဘိုက်ကော့ပါဒီဘက်ခင်းတယ်ပြောဘိုက်ကော့လုပ်တယ်ပေါ့အဲ့တော့အဲ့လိုလူတွေရှိပါတယ်ဆိုတဲ့နေရာတွေပေါ့နော်အဲ့တော့သူကခမာနီမှာရှိတဲ့ချိန်တော့သူတို့ရဲ့ယာတူးတွေရှိမယ်အဲ့သူတို့ရဲ့ဘိုးကြီးဆိုလဲဘိုးကြီးဘုံမွေးဆိုလဲဘုံမွေးဒါမျိုးရှိမယ်အဲ့လိုလူတွေရဲ့အိမ်တွေကိုဒါသူကဘာလုပ်လဲဆိုတော့အဲ့ ဆိုင်းဘုတ်တွေနဲ့ညွန်ပြတာရှေ့ကိုက်200ပေါ့နော်အဲဘဲချိုးညာချိုးအဲ့ဒါပြီးရင်ဘာပုံစံပေါ့နော်အိမ်ပုံစံဘလိုပုံစံမျိုးနဲ့အဲ့နေရာကတော့ဒါမာနီတက်ကဘသူဘသူအဲဘုံမူကြီးဘသူသူရဲ့မိသားစုနေတာဖြစ်ပါတယ်ဆိုပြီးအဲ့လိုမျိုးညွန်ပြတာမျိုးတွေကတ်တရားပေးတရားလမ်းမပေါ်မှာအဲ့လိုမျိုးသူရဲ့လိပ်စာတွေကိုရေးသားတာမျိုးတွေသူရဲ့အချက်လက်တွေကိုဖော်ထုတ်ပြီးတော့လူသိရှင်ကြားဖော်ပြတာမျိုးတွေအဲ့လိုပုံစံမျိုးတွေနဲ့ဝိုင်းပြီးတော့ဘိုက်ကောလှုပ်တာပေါ့နော်ဘိုက်ကောလှုပ်တက်ရင်းရင်းလေးနဲ့တိုက်ခိုက်တာဗျာပြောရဘာမှတက်ဖြတ်နေတာမဟုတ်ဘူး ဒါပေမဲ့အဲ့ကောင်နေဘယ်လောက်ထိစိတ်သက်ခြောက်ခြားသလဲဆိုတော့အဲ့လိုမျိုးမြင်လဲရပြီဆိုတာနဲ့အဲ့နေရာမှာမနေရတော့မိသားစုလိုက်ပြောင်းရွှေ့သွားတခြားတဲ့နေရာမှာသွားနေရတယ်ပြောင်းရတယ်ရွှေ့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နောက်ဆုံးစကားလေးနဲ့ပြောတာတောင်မှပဲသူတို့မခံနိုင်တဲ့အနေထားရဟာမင်းကမာနီလားဆိုပြီးတော့မေးလိုက်တာနဲ့အဲ့ तू ကတကယ်ဟုတ်နေတယ်ဆိုရင်အဲ့မှာမနေရတော့ထွက်ပြေးမိသားစုလိုက်ဟိုနေရာပြေးလိုက်ဒီနေရာပြေးလိုက်ဒါပေမဲ့ပြည်သူကညီလုံးတော့ကြတော့ဟိုနေရာရောက်သွားလဲအဲ့လိုမျိုးလောက်ခံရတယ်ဒီနေရာရောက်သွားလဲအဲ့လိုမျိုးလောက်ခံရတယ် အဲ့လိုအနေထားအထိဖြစ်သွားတယ်ဗောနော်သူတို့စီမှာရှိတဲ့ပြတိုက်တွေမှာဆိုရင်သူတို့ကဘလို့လွေးပြန်ခတ်အဲ့ဒီပြတိုက်တွေမှာရှင်းပြဖို့ဗောနော်သူတို့တွေဘလို့လုတ်ခဲ့တယ်ဘလို့တက်ခဲ့တယ်ဖြတ်ခဲ့တယ်ဆိုတဲ့ဟာတွေကိုရှင်းပြဖို့အတွက်ကိုအဲ့လိုမျိုးကောင်တွေကိုပြန်ထားတယ်အဲ့လိုမျိုးကောင်တွေကိုအဲ့မှာပြန်ပြီးတော့ရှင်းပြခိုင်းတဲ့သူတွေနေရာမှာပြန်ထားတယ်အဲ့အချင်းဆက်ခန်းနေရာနေလွတ်မြောက်လာတဲ့သူတွေကိုအဲ့လိုနေရာတွေမှာဈေးရောင်းဖို့အတွက်ပြန်ပြီးတော့အလုပ်ပြန်ပေးတာမျိုးတွေဗောနော်အဲ့လိုပုံစံမျိုးတွေအားဆက်လုတ်တော့ဟာဒီကောင်နေခံစားရတဲ့လုံးဝစိတ်တန်ရာကဗျာအဲ့လို လက်စတုံးပလိုက်တာထက်ပိုဆိုးတဲ့အနေအထားမျိုးဖြစ်သွားတယ်။အဲ့ဒါဘိုက်ကအရန်ထိရောက်တယ်။ကျွန်တော်တို့ပြောချင်တာအဲ့လိုပေါ့နော်။အဓိကတော့ကျောင်းပြည်သူတွေလုံနိုင်တာတွေကအများကြီးရှိပါတယ်။အဲ့လုံနိုင်တဲ့ဆိုတဲ့ဟာတွေကခုနကလိုလက်စတုံးပလိုက်တဲ့ဟာတွေထက်ပိုပြီးပြင်းထန်တဲ့ဟာတွေအများကြီးရှိ။အဲ့လိုဟာမျိုးတွေကိုကျွန်တော်ညင်ညင်ညွတ်ညွတ်လောက်ကြဖို့လိုတယ်ပေါ့နော်။အဲသူတို့လိုမျိုးကျွန်တော်တို့ကျွန်တော်မှနီးလန်းနေအများကြီးရှိ။သူတို့တက်တယ်လို့ကျွန်တော်လိုက်တက်နေမှာမဟုတ်ဘူးပေါ့နော်အဲခုနကလိုအပြစ်ပေးအရေးယူတဲ့အပိုင်းနေမှာနီးလန်းနေအများကြီးရှိတယ်ဆိုတော့ကျွန်တော်သိစေချင်တာ ဒီတက်ဖွဲ့တွေပို့ပြီးလုံနိုင်ဖို့အတွက်ကျွန်တော်တို့အားပေးကြမယ်။ဝိုင်းဝန်းပြီးတော့ကူညီကြမယ်။ပြီးရင်ကိုတက်နိုင်တဲ့ခုနလိုအပိုင်းတွေမှာညီညွတ်ညွတ်နဲ့လှုပ်ဆောင်ကြမယ်ဆိုရင်ဒီကောင်တွေဘာမှမလုပ်လဲ။အဲအဲ့လိုမျိုးပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့လှုပ်ဖို့လိုတယ်ဆိုတော့လေဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။